အားလုံးပဲမင်္ဂလာပါဒီနေ့က Sandy Talk ပြောရမယ့်အချိန်ပြန်ရောက်ပြီပေါ့နော်ဟောကျွန်တော်ဒီဗီဒီယိုထဲမှာဒီတလာတွင်တင်မောသားလောကထဲမှာဖြစ်သွားတဲ့တင်မောသားလောကမဟုတ်ဘူးတင်မောတင်မောရင်းနဲ့ပတ်သက်ပြီးတော့ဖြစ်သွားတဲ့ accident ကြီးအကြောင်းလေးတွေပြန်ပြောပြပါမယ်ဆိုတော့ဖြစ်သွားတဲ့ကိစ္စတွေကအများကြီးပါတော့မေ23မှာတင်ထားတဲ့တင်းညဆိုရင်ဒီ NCL ကိုနေနဲ့တင်မဟုတ်ကတောင်းတင်ပြီးတော့ဘယ်လိုရောက်သွားလဲဘယ်မှာတောင်းသွားတင်လဲဆိုအိမ်လေးတစ်လုံးရဲ့ဘေးထဲမှာတောင်းသွားတင်တယ်။ဖြစ်ရတဲ့အကြောင်းရင်းကိုသူတို့ပြန်ပြီးထုတ်ပြန်ထားတာကကိုနှစ်ချိန်မှာစကန်မိတ်ချိန်ပေါ့နော်စကန်ချိန်စကန်မိတ်အိမ်ငယ်ပြီးတော့ဒီမောဒီမောတောင်းတင်သွားတော့နော်ဟိုကုန်းငယ်ကိုထိုးတင်သွားတာဘယ်လိုမျိုးဟိုရီရီတိမ်ဘက်ကိုရောက်ပြီးအာ ောင်းတင်တာမျိုးမဟုတ်ပဲနဲ့ကန္နာမှာရှိတဲ့အိမ်သားကိုတခါထိုးတင်တဲ့ပုံစံဖြစ်သွားအောင်နော်။ဟောအဲ့အဲ့ဒီအဲ့ကိစ္စလေးတော့အေဟာတာဖြစ်သွားသေးတယ်။အဓိကတော့ကိုနှစ်အချိန်က second mate အချိန်က12တွဲဖို့ဆိုညနေပိုင်းပေါ့နော်။ည7:00နာရီ4:00နာရီအထိအဲ့ဒီမှာ AB မပေးထားဘူးဆိုဒီမှာဆိုရင် AB ပေးထားတင်တယ် ကန်းနာမှာဆိုတော့ AB ပေးထားတင်တာပေါ့နော်အဲ့မဲ့နှစ်ယောက်လုံးကလည်းငိုက်လည်းငိုက်ငိုက်ချင်လည်းငိုက်နေမှာပေါ့နော်ပုံမှန်အဖြစ်တယောက်ကတော့တယောက်ကိုပြန်ပြီးထိန်းတာပေါ့နော်တွဲကိုကြည့်ရအခါကျရင်အရင်စိတ်ကန်းအဝင်ထွက်စိတ်တဲ့အခါကျရင် ပြဲတယ်ပြဲတဲ့အခါကျရင်အဲ့လိုပဲငိုက်တက်တယ်နော်ဆိုတော့အဓိကမထိုင်ဘူးပေါ့နော်တခါကျရင်တအားပြင်မှန်းတဲ့အခါကျရင် မတက်ကြီးရက်နေတာဟောမှအိမ်ငိုက်ချင်ငိုက်သေးတယ်အဲ့လိုကိစ္စလည်းရှိတယ်နော် ါတော့တင်မောလားတွေပဲနားလည်ပဲကိစ္စပါเนาะ Okay နောက်တစ်ခုကတော့ embassy တင်မောအဲ့ဒါစိတ်ကန်းအထွက်မှာကလေးက list ဖြစ်ပြီးတော့မှောက်တယ်ပေါ့နော် embassy elsa 3အဲ့ဒါအိန္ဒိယဘက်မှာအိန္ဒိယဘက်မှာ banishment လုပ်လိုက်ရတယ်ပြီးတော့ဒီကိစ္စကလည်း ကြောက်ချတာလေတင်မောယူခါလီရနေဖြတ်ပြီးဝင်ကျုံလိုက်တယ်ဆိုတဲ့ဥစားကြီးတော်တော်ဆိုးတယ်ဆိုဒီမှာ visibility မကောင်းလို့ပြောထားတယ်ဗောနော် visibility မကောင်းလဲ radar တွေရှိတယ်လေဗျာဒါ look out look out တေချာမယူဘူးဆိုတဲ့သဘောဖြစ်သွားတာဗောနော် okay so နောက်တစ်စီးကနောက်တစ်စီးက EV တင်ထားတဲ့ဂါဂယ်ရီယာဂါဂယ်ရီယာမီလောင် EV အစီး800ကျော်တင်ထားတယ် EV အစီး800ကျော်တင်ထားတဲ့ဂါဂယ်ရီယာမီလောင်အော်တိုမန်ကားစီးရ3000ကျော်တင်ထားတယ်ဆိုအဲ့ဒီအဲ့ဒီအဲ့ဒီနယ်မရှိမနှောင်းကဲ့ရက်မှာပဲ အော်အဲ့ဒီအဲ့ဒီတမွန်မီမငင်းရသေးပဲနဲ့ဒီမငင်းခင်မှာပဲဒီဘက်ချမ်းမှာကကွန်တိန်နာတစ်စီးမီးလောင်တယ်အဲ့ဒါက DG ကနေလောင်တာဖြစ်မယ်အဲ့ဒါ one hand line က one hand 503တမန်22ယောက်မှာ16ယောက်ကဲတင်ထားပြီးတော့16ယောက်ရတယ်ဗောနော်ပြန်ရတယ်၄ယောက်ကတော့အဲ့တုန်းကပျောက်နေဆိုအဲ့ဒီမှာအဲ့တုန်းက မြန်မာသင်္ဘောသားတယောက်ပါတယ်သူဗီဒီယိုတင်ထားတွေ့လိုက်တယ်နောက်ပိုင်းတော့ဖျက်လိုက်လားမသိအမှန်တကယ်တော့အဲ့ဒီကိစ္စတွေကအာဗီဒီယိုရမ်းရမ်းတင်လို့တော့မရဘူးတခြားအမကန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်ဆိုဗီဒီယိုရမ်းရမ်းတော့တင်လို့မရဘူးဒီသတင်းဌာနကနေပြီးတော့ဒါမှမဟုတ်လေတခြားဌာနတွေကတင်တာပြဿနာမရှိဘူး ဆိုအဲ့တုန်းက digi bar တဲ့အလုံးဖြစ်လိမ့်မယ် purpose ဆက်ဆက်ကိုလောင်းနေတော်တော်လေးကိုလည်းငြိမ့်လိုက်ရတာပေါ့နော်မဲတဲနေသူကတလုံးနဲ့လောင်းတာမဟုတ်လीပြီးသွားရင်ဆက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 ်ပြီးတော့လောင်းသွားတာပေါ့နော်တော့ EV ကလည်းဒစီလုံးလိုလိုလောင်းပလိုက်တယ်အဲ့ဒီ container ကလည်းဒစီလုံးလိုလိုလောင်းပလိုက်တယ်အဲ့ဒီမြန်မာတယောက်ကတော့လွတ်သွားတယ်ပေါ့နော်လွတ်သွားတယ် library တွေထဲဝင်ပြီးတော့လွတ်သွားတယ်ပြီးမှသူနဲ့ကက်ရဲ့ပဲ နောက်တင်မော်ဒဇီကရေဝင်လို့ဆိုပြီးတော့အဘန်နန်ထက်လို့ပါအဲ့ဒါက grand fan number 3ပကေရီယာတင်မော်နော်ဆိုဂျားထဲမှာဘင်းပြကြတာပါညာတသက်နော်အဲ့တော့နောက်ဆုံးနောက်ဆုံး ဒီမှာကပတိန်ဝင်းနဲ့ညို page မှာတင်ထားတဲ့ဥစားကကြတော့ GPS GPS error ဖြစ်ပြီးတော့ spoofing ဖြစ်ပြီးတော့တမောနစီတိုက်တဲ့ကိစ္စအဲ့ဒါကတော့ကျွန်တော်ကိုယ်တိုင်ကြုံမှုတဲ့ကိစ္စပေါ့နော်ဒီ GPS အဲ့လိုမျိုး jamming ဖြစ်တာလေသူကဒီစစ်ဖြစ်နေတဲ့နေရာနားဘာညာဆိုရင် ် AGPSD position တွေမမှန်အောင်လို့လုတ်ထားတာမျိုးရှိတယ်စိတ်ကံဘက်ကအဲ့ဒီအချိန်မှာသင်္ဘောက GPS ကိုလာထိတယ်ကျွန်တော်ကတေချာအဲ့ဒါကိုတရင်ကြိုရထားရင်ပြဿနာမရှိဘူးတရင်ကြိုမရအောင်ရုတ်တရက်ဖြစ်သွားတယ်ဆိုရင်ကျွန်တော်တို့ဒီ GPS ကပေးတဲ့ position မမှန်အောင်ဆိုရင်ဟို addict မှာကြီးတဲ့ဟာတွေပါတယ်အကုန်လွဲသွားတော့နော်ချက်ချက်မှာသွားတင်လိုက်ရင်လေ GPS position ကတင်မောရဲ့ position ကကုန်းပေါ်ရောက်နေတာတော့တခြားတနေရာရောက်နေတာတော့ ဖြစ်တယ်ဒီဘက်ခေတ်က GPS ကိုအာကိုပြီးသွားလာနေတဲ့ခေတ်ဆိုတော့ကနနီရောပြဿနာမရှိဘူးကနနီရေဒါသုံးမယ်ရေဒါနေဘယ်ရင် distance နဲ့သွားလို့ရတယ်เนาะကနနီနဲ့ဝေးတယ်ဆိုရင်တော့ပြဿနာနည်းနည်းရှိโอเคကျွန်တော်နောက်ဆုံးနောက်ဆုံးသတင်းရတော့အီရန်အစ္စရေးကို သွားကြမယ်တင်မောတွေရဲ့တင်းမောနော်မနေ့ကကျွန်တော်ပေါ်တာကမနေ့ကမဟုတ်ဒီနေ့ကကျွန်တော်ပေါ်တာကုန်းနဲ့ကုန်းနဲ့တယောက်တင်ထားတဲ့ဗီဒီယိုတွေ့လိုက်ရတယ်သူတင်မောကတန်ကာကာဂိုအော်ပရေရှင်းလုပ်နေနေနဲ့ကာဂိုလည်းကြည်ရတယ်တန်ကာသမားတွေကဒီဒီဝဗီဇာတွေကခရူတွေအကုန်လုံးကကာဂိုအော်ပရေရှင်းကျင်းဆိုရင်တခြားတင်မောနဲ့မတူဘူးဒီတင်မောသားတွေကိုယ်တိုင်ကကာဂိုအော်ပရေရှင်းကိုပါဝင်ပတ်သက်ရတယ်စစ်ကမ်းလူတွေက စီကန်းဘက်မှာတစ်ပိုင်းတခြားဟိုကွန်တိန်နာဘတ် GC အအစရှိတာတွေကစီကန်းကလူတွေကတမောတက်ပြီးတော့ကာဂို operation ကိုလုပ်တယ်ကျွန်တော်တန်ကာတွေကျတော့တမောသားကိုယ်တိုင်လုပ်ရတယ်စီကန်းကပို့လိုက်တဲ့အရည်တွေကိုကျွန်တော်ဘာ control လုပ်ပြီးတော့ကိုလိုချင်တဲ့ကန်တွေကိုကြောင်းထည့်ရတယ်ဂျူဒီယိုဗီဇာကအထက်ကနေပြီးတော့ monitor လုပ်တယ်ပြီးွားရင် ဒီ deck ပေါ်က deck crew တွေနဲ့ connect လုပ်ပြီးတော့သူလိုချင်တဲ့ဇီကိုရောက်အောင်ဘာအဖွင့်ပိတ်ကစားရတယ်ပေါ့နော်အဲသူက cargo operation မှာဘာအဖွင့်ပိတ်လဲကြည့်ရတယ်အပြင်မှာဘာတော်တူကျုံးနေတာအကနေနေတော့လှမ်းဝေးလိမ့်မယ်ထင်တယ်အဲ့ဒီ design တွေကြာနေတာဟုတ်ဗီဒီယိုရိုက်တာပေါ့နော် cargo operation လဲကြည့်ရအပြင်လဲထွက်ကြည့်ရတယ်ဆိုတော့ ဆိုခဏလေးဗီဒီယိုတူလေးတင်တာဆိုပြီးကျွန်တော်အကောင်လေးတယောက်ကလမ်းပြီးတော့ပြောတယ်ပေါ့နော်ဘိုးကြီးကျွန်တော်တင်မော်တော့အီဒန်သွားမယ်လို့ပြောတယ်လိုက်ရမလားမလိုက်ရမလားပေါ့နော်အဲ့တော့ကိုရေးချယ်မှုနဲ့ကိုပေါ့နော်အဲ့ပြီးသွားရင်အဲ့ဟိုတော့ကကျွန်တော်နဲ့တည်တယ် brother တယောက်တင်မော်သားတယောက်ကဒီ isri ဘက်ကိုကုံသွားချရင် လာလာငားလာရမယ်ဆိုပြီးတော့အဲ့ဒါသူလဲစာရေးပြီးတော့ line mode တင်လိုက်တာသူယုံကနေပြက်ဖြက်ခိုင်းနေပြောတယ်ဆိုတော့ဒါကတပိုင်းပေါ့နော်ပြောချင်တာကကျွန်တော်ဒီမှာပြန်ပြီးတော့အနှစ်ချုပ် ပြောတော့မှာပေါ့နော်ခုနကတည်င်းနေရတော့ကျွန်တော်ကပိဝင် page ကနေပြီးတော့သွားယူလာတာပါကျွန်တော်တည်င်းနေပါလိတိတ်ဖက်နိုင်ပါမရှိပါဘူးဝါသနာလည်းမပါပါဘူးအာကပိဝင်းကဒါကျွန်တော်ဆရာတယောက်ပေါ့နော်အဲ့ဒါ ਨੇ သူ page လေးဖတ်ရင်တမောဘောကတမောတမောရီဖြစ်ပြနေတဲ့ဒရင်ကိုတီးရတာပေါ့နော်အဲ့ဒါကျွန်တော်ကပိန်ဝင် page ကိုပဲတော်တော်ပြီးတော့ဖတ်တယ်ပြီးသွားခုလို့ never ပြန်ရွှေ့တဲ့ခါလဲရွှေ့တာပေါ့နော်ဆိုတော့အဓိကကျွန်တော်ပြောချင်တာကအခုတလာလုံးလုံးများ3ရက်4ရက်5ရက်3-4ရက်တခါလောက်ကိုဒီတမောတွေက accident တွေဖြစ်တယ် abandon shit တွေလုပ်တယ် တိုက်တယ်တောင်တင်တယ်မီးလောင်တယ်အများနဲ့ဖြစ်နေတာဗျအများနဲ့ဖြစ်နေဤဒီမောဒါလောကမှာလေဩခုနပြောရတဲ့မှာတယောက်ကဘူးစင်တယောက်ဘူးစင်တယောက်အလုံးလုံးနေရင်ねကျွန်တော်ထင်တယ် ship site မှာတခုခုလုတ်တယ်ဖြစ်လိမ့်မယ်သူ life jacket ဝတ်တာလေ life jacket ဝတ်ထားတယ်ဆိုတော့ ship site မှာလုတ်တာဖြစ်လိမ့်မယ်စိတ်တုံနေတာလားပါလားမသိခေါင်းမှုပြီးတော့ပြုတ်ကြပါတယ်ပင်လေတယ်လိုက်ကြက်ကဝတ်တာတော့ကံကောင်းပြီးတော့နောက်တစ်စည်းကနေ25ရဲ့ကြာတော့မှ ချားတစည်းကတွေ့ပြီးသူ့ကိုကယ်လိုက်နိုင်တယ်ဟုတ်လားအဲ့လိုကိစ္စရည်လည်းရှိကြောချင်တာတင်မောဒါဘဝဖြစ်ပြီးတော့ရေထဲရောက်ကလေးကရေဆုံးကုန်းတဝက်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကတိတ်အနေနဲ့လက်ထကမ်းမှာအမြဲတမ်းလုပ်နေရတာဗျာအဲ့ဒါကိုတင်မောမှာကျတော့တင်မောလုပ်ငန်းကြတော့သူတို့က risk assessment ဆိုတာလုပ်တယ် risk assessment လုပ်ပြီးပိုင်းဒီ risk ကိုပြန်ပြီးတော့ short ချအခုခုနလိုပေါ့ ဟို ship site မှာတော့လောက်ရမှန်းတယ်ဒါပေမဲ့ ship site မှာလောက်ရတော့ကြောင့်မလို့ရေးတဲ့ပြုတ်ကြနိုင်တဲ့ risk ရှိတယ်အဲ့ဒါကိုဘာနဲ့ cover ပြန်လုပ်လဲ life jacket နဲ့ life line နဲ့ပြန်ပြီးတော့ cover လုပ်တယ် life line ချထားတယ်လဲချထားမှာနော်အဲ့လိုမျိုးလုပ်တယ်ဗျာဆိုတော့အဲ့လိုလုပ်နေကြရတာတင်မောမှာကလုပ်ငန်းတိုင်းလုပ်ငန်းတိုင်း risk ရှိတယ် ဥမာကုန်နေပေါက်ထဲကိုဝင်မယ်ဝင်မယ်ဆိုရင်ဘာတွေလောက်အောင်မလို့အဲ့ဒါကိုဟောကြီးမိတ်ကနေပြီးတော့ risk assessment လုပ်ပါလေ even eric zero blue short မယ်ပေါ့နော်ဟောကုန်နေပေါက်ထဲကိုဝင်မယ်ဆိုရင်ကျွန်တော် angle space ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တန်ကာတွေမှာဆိုရင်ဒါကအဲအထက်မှာ toxic gas ရှိနိုင်တယ်ဆိုတော့ oxygen နည်းတာတွေဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်ကအဲ့ဒါကိုဟောတိုင်းရမှာပေါ့နော် set တင်တိုင်း toxic gas ရှိလား oxygen နည်းနေလားများနေလားပြည့်နေလားပေါ့နော် အဲ့လိုလုပ်ပြီးတော့ risk ကို short ချပြီးတော့အထဲကိုဝင်มาရတယ်အလုပ်လုပ်มาရပါเนาะတကယ်လို့တက်စစ်ကရှိတယ်များနေအောက်ဆီဂျင်နည်းနေဆိုကျွန်တော်က ventilation ပေးမယ်ပြီးပြန်တိုင်းမယ်အဲ့လိုနည်းတွေနဲ့ risk ကို short ပြီးတော့ကျွန်တော်ကလုံလုံနေရတာပြောချင်တာပင်လယ်ထဲကိုသွားပြီးဆိုကြတဲ့ကကုန်းပေါ်မှာတက် risk ပိုများတယ် risk ပိုများတယ်ပြီးရင် ဒီကိစ္စတွေအကုန်လုံးသင်မတက်တဲ့လူတိုင်းတနည်းမို့တေကြုံရတာပဲအဲ risk တွေနဲ့ကဒီလိုပဲကြော်ဖြတ်ရတာပဲဗောနော်ဆိုတော့အခုဒီအီရန်အစ္စရေးကိစ္စတွေဖြစ်တော့မှကျွန်တော်တို့ကအာကိုကိုနဲ့တဆိုင်နဲ့ကိုကိုတိုင်ရောတအားစိတ်ပူသွားပြီးတော့ဟာသင်မသားဘွားကြီးပါဖြစ်တယ်လို့လုံးကြမလဲပြန်ညမလားဘာညာတွေးနေတာအဲ့ဒါတည်းကအမြဲတမ်းဖြစ်နေတဲ့ကိစ္စတွေသင်မသားလောကမှာကျွန်တော်ပြောချင်တာအဲ့ဒါအဲ့ဒါကိုပြောချင်တာဆိုတော့ တော့ညီတယောက်ဆိုရင်မနေ့တုန်းကဟုတ်တယ်မနေ့တုန်းကပြန်ပြီးဆွဲခံရတယ်အဲ့ဒီ area တဝိုက်ကအမြဲတမ်းပြန်ပြီးဆွဲနေတဲ့ area တဝိုက်သွားနေတာပဲတင်မောတွေကဒီနေရာမှာပြန်ပြီးလမ်းကြောင်းရှိလို့ဆိုရင်မသွားလို့မရဘူးစီးပွားရေးရတင်မောတွေကသွားနေရဟောဘလို့သွားလဲဆိုတော့ကတ်တွေတင်ပြီးတော့သွားကြတယ်တော်တော်များအဲ့ဒီတုန်းကသူတို့တင်မောကတော့ကုမ္ပဏီကြီးပဲဘာဖြစ်လို့ကတ် မတင်ခဲ့တာလည်းတော့ကျွန်တော်မသိဘူးအဲ့မှာတမောဝပြန်ပေးသမားကြီးရောက်လာတယ်ရှစ်ယောက်ကိုပြန်ပေးဆွဲသွားတယ်တလားကြတော့ပြန်ပေးငွေနဲ့ပြန်လွတ်လာတယ်အဲ့ကောင်ကိုမောင်က6လပဲကြာတယ်ဈေးကူပြီးတော့ကပ်ဖျားပြုလို့ဈေးကူပြီးတော့ပြန်တက်သွားတယ်ကျွန်တော်ကိုယ်တိုင်ကဒီကောင်ပြန်မတက်တော့ဘူးလို့ထင်တာလေဒါတော့ထဲမှာတော့ပါသွားတယ်တေလူနီးပါငှက်ဖျားဖြစ်လာတယ်တို့ရင်တမောဝပြန်ရောက် ျွန်တော်ဒီတစ်ခေါက်ပြောနေတာအာ Iron Age တော့ကျွန်တော်အိမ်ပြန်လာတယ်ဆိုလေနောက်တစ်ခေါက်ပြန်သွားတဲ့တင်မောကအဲ့လိုစစ်ဖြစ်တဲ့နေရာကိုမသွားပါဘူးလို့ဘယ်သူမှအာမခံချက်မရှိမင်းတို့လေဒီ line တွေကဂျုံတွေကကုမ္ပဏီတွေကပြောမှလည်းမဟုတ်ဘာလို့တင်မောသားကိုလို့ပြောရှားခဲ့တယ်ရှင်းပြောအဲ့ဒီကိုသွားပါမယ်လို့ပြောလိုက်တုံတုံတင်မောသားမလိုက်တော့ကိုမောမှာဆိုရင်ပြောတာလိုက်တော့လည်းနဲ့ရှောင်ပြီးတော့သွားတာပေါ့နော်အဲ့တော့သူတို့ကလည်းတရေမပေးဘူး ီတင်းမောပဲသွားမယ်ပဲသွားမယ်ဆိုတိတ်မသိရဘူးတင်းမောသားအဲ့တော့ကိုယ့်အကိုလိုက်ချောင်းမှရမယ်ဒါပေမဲ့တင်းမောဘောရောက်ပြီးသွားမှာတော့ပြန်မစင်းကြတော့တာများတယ်ကန်ထရိုက်ပြီးအောင်ဆက်စီးလိုက်ကြတယ်ဖြစ်ကမှသာဖြစ်ရောကိုယ်တယောက်တည်းမဟုတ်ဘူးဆိုတဲ့စိတ်နဲ့တခြားတင်းမောတွေလည်းသွားနေကြတာအများကြီးပဲအဲ့ဒေတာတွေမှာနော်အဲ့တော့ဒီနေ့ Sunday Talk လေးကတော့ဒီပါပဲကျွန်တော်ရှင်းထားလိုက်ပါမယ် သမောသားလောကအထဲဝင်ကြမဲ့ညီကိုတွေရောသူတို့ရဲ့မိသားစုဝင်တွေရောဒီလောက်ဆိုရင်ဒီသမောသားလောကထဲမှာအလုပ်လုပ်ရတာတက်တာသလားမတက်တာဘူးလားအနေနဲ့လားများလားပတ်စံပဲရနေတာလားနော်ဘောစီတွေပဲဖြစ်နေကြတာလားဆိုတော့ဒီနေ့တော့ညီဆန်းဝင်ရမယ်ချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့နေယူတဲ့ကပင်ဝင်း ပေးရှင်ပိုက်ရှင်ဆရာဝန်နိုင်ညွန်လည်းဒီနေရာနေပြီးတော့ကျေးဇူးတင်ကြောင်းပြောလိုပါတယ်အားလုံးပဲကျမ်းမာချမ်းသာဝမ်းသာလမ်းပြကြပါစေ